ားလုံးပဲမင်္ဂလာပါဒီတစ်ခေါက်မှာတော့ကျွန်တော် CD8 3000မှာပါဝင်တဲ့ memory stick လေးကိုဘယ်လိုအသုံးပြုရလဲဆိုတာပြန်လည်မျှဝေပြီးသွားမှာပဲဖြစ်ပါတယ်โอเคကျွန်တော် stick ကိုဒီနောက်မှာကျွန်တော်တစ်ချက်ထူလိုက်ပေါ့နော် โอเคทိုးပြီးွားပြီဆိုလို့ရှိရင်ကျွန်တော်အရင်ဆုံးလောက်ရမှာဒီ function တွေကိုကျွန်တော်တို့ဝင်မယ်ဝင်ပြီးရင်ဒီ tip ဆိုတဲ့နံပါတ်လေးကိုကျွန်တော်တို့၃ချက်နှိပ်လိုက်လို့ရှိရင် media ဆိုတာကိုတွေ့မယ် media ကိုတွေ့ပြီဆိုရင်ကျွန်တော်တို့က enter လေးကိုနှိပ်အဲ့မှာ log ဆိုတဲ့ဟာတွေ့လို့ရှိရင်ကျွန်တော်နောက်တစ်ခါ enter နှိပ်မယ်ပြီးရင်သူက၃ရယ် return ရယ်ဆိုပြီးတော့နှစ်ခုပေးရတယ်ကျွန်တော်က return တီးမှာဖြစ်တဲ့အတွက်ကျွန်တော်တို့ return ဆိုတဲ့နေရာကိုသွားမယ်သွားပြီးလို့ရှိရင် enter လေးကိုတစ်ချက်နှိပ်မယ်ဆိုလို့ရှိရင်ခဏစောက်ပါရယ်โอเคစောက်လို့ပြီးွားပြီဆိုရင်သူကဒီမှာပေါ့နော် သူရှိတဲ့ဒီရတန်နေပေါ့နော်ကျွန်တော်ဆိုပါစို့တကူနှစ်တဘာဝဆိုတဲ့တခြင်းကိုကျွန်တော်ကတီးကျင်နေဆိုလို့ရှိရင်ကျွန်တော်အန်တာလေးကိုတစ်ချက်နှိပ်လိုက်မယ်ဟောသူကမေးတယ်ဘယ်နေရာမှာထည့်မှာလဲပေါ့နော်အခုဒါအများကြီးပေါ့နော်3.0ခွန်မှာထည့်မလား3.8မှာထည့်ရင်ဒါကိုကြိုက်တဲ့နေရာထည့်ပေါ့နော်3.9မှာထည့်ကျွန်တော်ကဆိုပါစို့3.1မှာကျွန်တော်ထည့်မယ်ဆိုလို့ရှိရင်ကျွန်တော်အန်တာကိုတစ်ချက်နှိပ်လိုက်မယ်အဲ့ချိန်ကျရင် तू ကမေးရယ် sure okay ကျွန်တော်က sure ဆိုပါစို့ အဲဆိုရင်ခဏလေးဆောက် complete ဖြစ်သွားတယ်။ Okay အဲဆိုလို့ရှိရင်ကျွန်တော်တို့ကဒီတဘာဝဆိုတဲ့သင်းကိုကျွန်တော်တို့ကတီးလို့ရပြီ။ CTA 3000ဝယ်မယ်ဆိုလို့ရှိရင်လက်ဆောင်ပစ္စည်း၄မျိုးထည့်သွင်းပေးရပါတယ်။အဲ့ဒါတွေကတော့ကျွန်တော်အခုနရှင်းပြပေးခဲ့တဲ့ memory stick ရဲ့အင်ဂျီရဲ့စာအုပ်ရဲ့အခွေရဲ့ပဲဖြစ်ပါတယ်။အဲ့ဒီ memory stick ထဲမှာဆိုရင်လည်းကျွန်တော်တို့က style ပေါင်း200ကျော်ထည့်သွင်းပေးထားပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။